အလုံးပဲမင်္ဂလာပါဂျောဆောဗာနဲ့ဖန်တိုချာပြန်ပွေပြီးဆုံးပြီးနောက်ပိုင်းမှာဖန်တိုချာကသူ့လက်ဒါယာရီနဲ့ဘာရင်ပြောခဲ့တယ်လဲဆိုတော့ကျွန်တော်တို့ဒီနေ့တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်တနည်းအားပြောရမယ်ဆိုရင်တော့ဖန်တိုချာဖက်ကတရင်းအစ်တွင်ထွက်လာတယ်ပေါ့နော်သူကဒါယာနဲ့သူ့လက်ဒါယာနဲ့ဒီတရင်းတရင်းလာပြောရဲပေါ့နော်တရင်းပုံမှာတက်လာတယ်ပေါ့နော် online ပုံမှာတက်လာတယ်ဆိုတော့ဖန်တိုချာကတော့သူ့ရဲ့ ပတ်ကြီးကိုပြန်လည်သိမ်းယူမယ်ပြန်လည်ယူမယ်ဆိုတော့သူပြောထားပါတယ်။အခုကဒီတိုင်ယာနဲ့ဆိုတော့ဂျိုဆိုဖန်ကာနာရသွားပြီပေါ့နော်။ဆိုတော့ဒီတခါဖန်တိုချာကတော့ဒီဂျိုဆိုဖန်ကိုတဖန်ပြန်လည်ပြီးမှပြန်စင်ခေါ်ပြီးမှခပတ်တွင်ကိုပြန်လည်သိမ်းယူမယ်ဆိုမှပြောထားတာရှိတယ်။ဆိုဖန်တိုဂျာကဆေးယုံလို့ပြောရမှာလားဒီအကူတခံပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဘာလို့ပြောခဲ့လဲဆိုတော့ကျွန်တော်တို့ကြည့်ကြည့်အောင်ပါပေါ့နော်အဲ့ဒါတစ်ချက်လောက်ဗီဒီယိုလေးကိုကြပြပြီးမှပဲ step by step ကြည့်ရအောင်ပါဆိုတော့ pentor ja ကအမှပြောရမယ်ဆိုသူကတကယ်တကယ်လူကောင်းပါဗောနော်ကျွန်တော်တို့မြန်မာ fan တွေကကျွန်တော်မှာချင်တာတစ်ခုရှိတယ်ဒီကစားသမား pentor ja ကတကယ်တကယ်လူကောင်းပါသူကသွားပြီးမှထောင်ပြောင်တာမျိုးရွေ့တာမျိုးဆေးတာမျိုးမလုပ်ကြပါနဲ့ဆိုပြီးမှကျွန်တော်ကတော့မေတ္တာရခံချင်ပါတယ်အမှပြောရမယ်ဆိုတော့ UFC ကစားသမားမှာ Joshua Van Pentoja က လုံးဝဒီဘယ်လိုပြောမလဲမိမိကိုကိုနှင်းချအောင် fighter နှစ်ယောက်ဖြစ်နေတယ်ပေါ့အရန်ယူသားပြီးမှလေ very humble fighter ဖြစ်တယ်ဒီနှစ်ယောက်ကလေ so okay that's in pantocha ကဘာလို့ပြောခဲ့လဲဆိုကြည့်ကြည့်အောင် hello guys uh that's what happened you know accidents uh when you go to the UFC today so ဒီနေ့ UFC ခင်ဗျားတို့သွားလို့ရှင်တဲ့ခင်ဗျားတို့တည်တဲ့အတိုင်းပါပဲပေါ့နော် ဲ့လိုမျိုးဖြစ်လက်ဖြစ်ထားရှိပါတယ် accident ကဖြစ်ပါတယ်ဆိုမှပြောလာတယ်ပေါ့နော်မတော်မဆဖြစ်တယ်ပေါ့သူကပြောနေတယ်ကျွန်တော်ဘဝမှာဒီအဆူဆုံးနေ့ကြုံတွေ့ခဲ့ရတယ်လို့ပဲထင်မိပါတယ်ခံစားမိပါတယ်ဆိုမှသူပြောသွားတယ်ပေါ့နော် Uh, when I see Joshua out the other side of the octagon, I believe I can finish him in the first. So, the Octagon အပြင်ဖက်ကနေ Joseph Van ကိုကျွန်တော်မြင်တုန်းကပေါ့နော်လောကသူ့ကိုပထမ round မှာ first round မှာပထမမှာပေါ့နော်အနိုင်ရမလို့ပဲကျွန်တော်ကလောကမိမိကိုကိုယူစစ်ချမှုရှိတယ်ဆိုပြောတယ်ပေါ့နော် That's why I try to do best အဲ့ဒါကြောင့်လေအဲ့ဒါကြောင့်လေကျွန်တော်ကအကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တယ်ပေါ့နော်ကျွန်တော်ဘဝမှာအကောင်းဆုံးဖြစ်အောင်လေးပြင်ဆင်ခဲ့တယ်ဆိုတော့သူပြောနေတယ် my life best coach best routine you know i feel so comfortable in the office အရာရာအားလုံးအတွက်ကျွန်တော်ကအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ခဲ့တယ်ကြိုးစားခဲ့တယ်ပေါ့ ဒီ octagon ပေါ်မှာလေရောက်တာနဲ့ချက်ချင်း comfortable လေရမ်းဖြစ်တယ်ပေါ့ရမ်းကိုငင်းငင်းတတလေးနဲ့ကျွန်တော်က AC ဖြစ်တယ်ပေါ့နော် That's my my auto that's my belt ဆိုတော့အဲ့ဒါကကျွန်တော်နော်ဒီနှစ်ပေါင်းများစွာနေခဲ့တဲ့ octagon ကြီးဖြစ်နေတယ်အဲ့ဒီ군ထေကြီးကိုပြောတာပေါ့နော်အကျွန်တော်ရဲ့ octagon ဖြစ်နေတယ်ဒါကကျွန်တော်ရဲ့ cup champion ကြီးပါကျွန်တော်ရဲ့ cup ကြီးပါပေါ့နော် That's everything I did in my life in my whole ဆိုတော့အဲ့ဒါကျွန်တော်ဘဝတလျှောက်လုံးအဲ့ဒါပဲကျွန်တော်လုပ်ခဲ့တာပေါ့ to that moment you know and အဲ့ဒီရှုံးတဲ့အထိပေါ့နော်အဲ့ဒီ तू ရှုံးရှုံးတဲ့အထိသူသူဘဝရတလျှောက်လုံးမအားတာပဲလုပ်ခဲ့တာဆိုသူပြောနေတယ်ပေါ့နော် Joshua just came win this belt သူ Joshua Vanka လာပြီးမှအဲ့ဒီခပက်ကြီးကအနာရတော့အနာရအနာရယူသွားတာပါဆိုတော့သူပြောခဲ့တယ် I talked with my wife about that like a... so ဒီကိစ္စကိုကျွန်တော်မိန်းမနဲ့လည်းစကားပြောရတယ်ပေါ့နော်ဒီကိစ္စကိုကျွန်တော်မိန်းမနဲ့လည်းစကားပြောရတယ် it's not just about myself today it's about joshua ဆိုတော့ဒီနေ့ကတဲ့ကျွန်တော်အတွက်တက်တက်တာမဟုတ်ဘူးတဲ့ဒါ joshua အတွက်လည်းဖြစ်တယ်ပေါ့နော် it's not just about me ပေါ့နော်ကျွန်တော်အတွက်ကြောင်းမဟုတ်ဘူးပေါ့ joshua ဘာကြောင်းလဲပါတယ်တဲ့ you know joshua that's his destiny ဒါကတော့ joshua ဘာညတကယ်ကံကြမ္မာပါပဲပေါ့ UFC ကပါလေ dynasty versus destiny ဆိုမှပြောခဲ့တယ်ဆိုတော့ dynasty ကတော့ရှုံးသွားပြီပေါ့နော် dynasty ကကျွန်တော်တို့မြန်မာလိုဘယ်လိုပြန်ပြန်ရမှာလဲတော့မသိဘူးပေါ့နော်ဆိုတော့ destiny ကခံချင်မှာပေါ့နော်ဆိုတော့ဒါက joseph ရဲ့ခံချင်မှာလည်းဖြစ်ပါတယ်ဆိုမှသူပြောလာတယ်ပေါ့နော်ဒီခပတ်ကိုနာယူဖို့ရအတွက်သူ့ရဲ့ခံချင်မှာလည်းဖြစ်ပါတယ်ပါပါတယ်ဆိုပြောလာတယ် queen's belt tonight mm he just can lead his belt with my injury ဆိုတော့ကျွန်တော်ရဲ့အာလက်တန်ရနဲ့ပေါ့သူကဒီခပတ်ကြီးကိုအနားရသွားတာဆိုပြောလာတာတော့ you know and uh I talk with God, God give the message. So ဘုရားသခင်နဲ့လက်စကားပြောတယ်တဲ့ဘုရားသခင်ကကျွန်တော်ကိုသတင်းစကားတွေမှာပါတယ်တဲ့ And uh, I will believe in God in all ကျွန်တော်ကတကယ်ပဲဘုရားသခင်ကိုယုံကြည်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဗောနော် So ဘုရားသခင်နဲ့စကားပြောတယ်စကားဘုရားသခင်ကကျွန်တော်ကိုသတင်းပါတဲ့ဥစ္စာကအစပြီးတော့နော်ဒီဘုရားရှင်မှာလည်းအများကြီးရှုဆုတောင်းခဲ့တယ်ဆိုသူပြောခဲ့တယ်ဗော I pray a lot and uh I want to work very hard. I want ဆိုတော့ကျွန်တော်ကအခုနောက်ပိုင်းမှာပေါ့နော်ဒီအလုပ်ကိုပဲအရန်ကျူစားချင်တယ်ဆိုပြောလာတယ်ပေါ့နော် very hard all my life ကျွန်တော်ဘဝတလျှောက်လုံးမှာလေတသက်တာလုံးမှာပဲအမေရန်ကျွန်တော်ကအလုပ်ကျူစားနေတဲ့လူတစ်ယောက်ပါပေါ့ again ဆိုတော့ဒီတစ်ခါလေးထပ်ပြီးမှအလုပ်ပြန်ကျူစားချင်တယ် take my belt again you know? and then အဲ့ဒီကပတ်ကြီးကိုကျွန်တော်ပြန်ယူချင်ပါတယ်ဆိုပြောလာတယ် I will appreciate all the message ဆိုတော့နော်ဒီ သူ့ရဲ့ fan တွေကအားလုံးပေါ့နော်သူ့ကိုအာနေတင်တဲ့စကလုံးတွေသူ့ရဲ့ message အားလုံးအတွက်ကျေးဇူးတင်ပါတယ်ဆိုသူပြောတယ်ပေါ့နော် everybody know about myself everybody in the scene i very respectful guy ဆိုတော့လူရင်းကကျွန်တော်ကိုကျွန်တော်အကြောင်းကိုကောင်းကောင်းလေးသိပါတယ်တဲ့ပေါ့ကျွန်တော်လူရင်းကကျွန်တော်အကြောင်းကိုကောင်းကောင်းလေးသိတယ်ကျွန်တော်ကလုံးဝလူတစ်ဖက်သားကိုပေါ့နော်အထင်ကြီးလေးစားတဲ့ပုံကူတယောက်ပါဆိုမှသူပြောလာတယ်ပေါ့နော် i respect first my family ကျွန်တော်မိသားစုကိုလည်းအထင်လေးစားတဲ့လူတစ်ယောက်ပါ everything you know i'm never going to say bullshit about any ကျွန်တော်အရာရာအားလုံးအတွက်ကျွန်တော်ကအထင်ကြီးလေးစားတဲ့လူတစ်ယောက်ပါပေါ့နော်သူများကိုအထင်ကြီးတတ်တယ်လေးစားတတ်တယ်ပေါ့နော်ဆိုတော့ဘယ်တော့အခါမှဘယ်သူ့ကိုမှသွားပြီးမှရန်ရန်စကားပြောမှာမဟုတ်ဘူးပေါ့ဗျာစူလူရဲ့တဘောကဂျော့ဆော့ဘန်ကိုလည်းသွားပြီးမှရန်ရန်စကားပြောမှာမဟုတ်ဘူးဆိုတဲ့တဘောပါ i just want to work very hard ကျွန်တော်ကတော့တကယ်ပဲအလို့ကျူစားချင်စိတ်ပဲရှိတယ်ဆိုတော့ပြောနေတယ် in bring my belt to my home so အဲ့ဒီခပတ်ကြီးကိုကျွန်တော်အိမ်ပြန်ယူလာပေးမယ်ဒီခပတ်ကြီးကိုပြန်ယူချင်ပါတယ်ဆိုမပြောလာတယ်အဲ့ဒီအတွက်လည်းကျွန်တော်ကအလို့ဂျူဆာချင်တယ်အလို့ပြန်ပြန်ဂျူဆာမယ်ဆိုပြောလာတယ်ကျွန်တော် appreciate everybody tomorrow fly back to home ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်အားပေးတဲ့အတွက်ပေါ့နော်မနေ့ပြန်ကကျွန်တော်အိမ်ပြန်သွားမှာဖြစ်တယ်တဲ့ Molly I'm start to follow my dream again so အဲ့ဒီ monday ကနေစပြီးမှပဲအဲ့လိုပြန်စမယ်ကျွန်တော်အင်းမြက်ကို account ထည့်ပြန်ဖို့ပေးမယ်ဆိုမှသူပြုတ်လာတယ်ပေါ့နော်ဒါက pantocha pack ကဒီသူရှုံးပြီးတဲ့နောက်ပိုင်းမှာပေါ့နော်သူ pack ကပြောထားတဲ့စကားလုံးတွေပါကျွန်တော်တို့အခြေခံအဖြစ်ပြောရမယ်ဆိုတော့ joshua van ကိုပေါ့နော်ဒီသူတကယ်ပဲအနိုင်ရသွားပါတယ်ပေါ့နော်ဒါကသူ့ရဲ့ကံကြမ္မာလေးပါတယ်ပေါ့ကျွန်တော်လေးတန်ရာနဲ့ဆိုတော့ဘယ်လိုမှမဖြစ်နိုင်တော့ပေါ့နော်ကျွန်တော်လက်တန်ရာနဲ့ပဲ ဂျိုဆော့ဗန်ကအနိုင်ရရှိတော့တာပါတဲ့ဆိုတော့ကျွန်တော်ကတဖန်ပြန်လေပြီးမှာပဲအလုပ်ကိုပြန်ကျူးစားမယ်အဲ့ဒီခပက်ကိုကျွန်တော်အင်ပြန်ပြန်ယူသွားမယ်ဘောနော်ဆိုတော့သူကခုနသူပြောတဲ့အတိုင်းပါပဲသူကတကယ်ပဲဖျားသခင်ကိုယုံကြည်နေတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုမှသူပြောထားတာရှိတယ်ဘောနော်ဆိုတော့သူတော်တော်လေးဒီကိစ္စနဲ့ပတ်သက်ပြီးမှလည်းဆူတောင်းတယ်တဲ့ကျွန်တော်မင်းမနဲ့လည်းဒီကိစ္စနဲ့ပတ်သက်ပြီးမှလည်းစကားပြောတယ်တဲ့ ကျွန်တော်ကြောင်းတက်မဟုတ်ဘူးပေါ့လေဂျိုးဆော့ဘန်းကကြောင်းတယ်စကားပြောတယ်ပေါ့ဆိုတော့ဂျိုးဆော့ဘန်းကြီးကကျွန်မပါလို့တာသူကတော့အောင်သွားတာပါတဲ့ဆိုတော့ကျွန်တော်ဘဝတစ်လျှောက်လုံးမှာအလုတ်ရင်းကျူးစားခဲ့တယ်နော်ဒီ octagon ကြီးကို ပြီးတော့ဒီခပက်ကြီးတွေကိုထိန်းသိမ်းခဲ့တယ်တစ်လျှောက်ဘဝတစ်လျှောက်လုံးမှာပေါ့နော်ဒီနေ့အချိန်ထိထိန်းသိမ်းခဲ့တယ်တဲ့ဒီနေ့မှပဲအဲ့ဒါတွေအားလုံးကိုရှုံရှုံခဲ့ရတယ်ပေါ့နော်ဆိုတော့ဘလူးဘေးဖြစ်ဖြစ်အလုတ်ပြန်ကျူးစားမယ်ခပက်ကိုပြန်သိမ်းမယ်ဆိုပြောလာတယ်ဆိုတော့ဂျိုးဆော့ဘန်းကြီး interview ကိုလည်းဒီနေ့ကျွန်တော်ပြောပြီးပြီး တချို့ပြစ်သက်ကတော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပြီးပြီဆိုတော့ဗီဒီယိုပြန်မပြတော့ဘူးဂျော့ဆော့ဘန်ကလည်းဘယ်လိုပြောခဲ့လဲဆိုတော့ကျွန်တော်ကဖန်တိုဂျာကိုအထင်ကြီးလေးစားတဲ့ပုံကူတယောက်ဖြစ်တယ်တဲ့အဲ့ဒါကြောင့်ဖန်တိုဂျာနဲ့ရီမက်ချ်ပြန်လို့ချင်တယ်တဲ့ပြန်ချချင်တယ်ပေါ့နော်ဆိုတော့တနည်းအဖြစ်ပြောရမယ်ဆိုတော့ဒီနေ့ပြန်ပွဲကြီးကနိုင်တာကနိုင်တာပဲဘလူးနီးနဲ့နိုင်နိုင်နိုင်တာကနိုင်တာပဲအားလုံးပျော်ရှင်နေကြတာပဲပေါ့နော်ဆိုတော့ဂျော့ဆော့ဘန်ကလည်းပြောထားတယ် ဒီတခါပေါ့နော်ဒီတခါကို तू UFC ကတော့ဘယ်လိုပဲစီမံခန့်ခွဲလို့ဒါလို့တော့သူကိစ္စမရှိဘူးလို့မယ်တဲ့ဒါပေမဲ့ဖန်တိုချာကိုတော့နောက်ထပ်အချိန်ကောင်းတစ်ခုပေးချင်သေးတယ်တဲ့ဖန်တိုချာနဲ့ပြန်ချချင်ပြန်ချချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပန်တီချာကိုဖန်ထိုချကိုကျွန်တော်အထင်ကြီးလေးစားတဲ့ပုံကူတယောက်ဖြစ်နေလို့ပါအဆိုမှဂျိုဆော့ဗန်ကလည်းပြောနေပါတယ်အဲဒါကြောင့်ဖန်ထိုချာကမြန်မြန်လေး recover လုပ်ပါစေမြန်မြန်လေးနေကောင်းပါစေပေါ့နော်အဲဒီတော့ပိုင်းမှာပဲပြန်ဆုံမယ်ဆိုမှဂျိုဆော့ဗန်ကလည်းပြောနေတယ် ဆိုတော့တေချာနာကတော့ဒီနှစ်ယောက်ကြားမှာပေါ့နော်ဂျိုးဆော့ဗာနဲ့ပင်တိုဂျာဂျာရီမှာတဖန်ပြန်လေပြီးမှ rematch ဖြစ်ဖို့ကအလားအလာရှိပါတယ်အထင်တယ်အဲသူတို့နှစ်ယောက် rematch မဖြစ်ရင်တော့မှာကအဲ့ဒီဂျပန်ကောင်လေးနဲ့ပေါ့နော်ဂျိုးဆော့ဗာကပြန်တွေ့နိုင်ချေရှိတယ်ဆိုတော့ rematch ဖြစ်ရင်ကောင်းပါတယ်လူတိုင်းအလူတိုင်းအလုံးကလေ rematch ကိုဖြစ်စေချင်တာပါဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကလူရင်းကတော့အရင်ပြုံနေတယ်ပေါ့နော်အားလုံးသူ့ဖန်ပေါ့ဗျာဂျိုးဆော့ဗာ friend တမျှကတော့အကုန်လုံးပျော်ရှင်နေကြတယ်အကုန်လုံးကြည်လူကြတယ်ပေါ့ဒါပေမဲ့ဟိုဘက်ကလူတွေပေါ့နော်ဒီ Pantoja ဘက်က fan တွေပြီးတော့တခြား Joseph Van ကိုတဘောမကြတဲ့လူတွေကလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအနိုင်ဒါကိုတော့တိတ်တဘောမကြဘူးပေါ့နော်အဒါကနိုင်တာမမိုက်ဘူးပေါ့အပြန်သူတို့ကပြန်ချတဲ့လေဆိုမှပြောတဲ့လူတွေလည်းရှိတာပေါ့ဆိုတော့တေချာရာကတော့ဒီနှဦးချက rematch ပြန်လုပ်ဖို့အလားအလာရှိပါတယ်ဆိုတော့ Pantoja ကလည်းခင်ဗျားတို့ခုနအတွေ့တဲ့အတိုင်းပါပဲအရန်ကို ယူသားပြီးမှပေါ့နော်အရန်ကိုယူသားပြီးမှ humble ဖြစ်ပြီးမှပဲစကားပြောတတ်တဲ့အချင်းတွေရှိပါအသူအမူအရာလေးကဆမယိုင်းဘူးပင်တော်ချာကလည်းတော့မယိုင်းဘူးသူကလည်းအဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ပေါ့နော် Joseph Van Ryn Joseph Van Fan တွေအနေနဲ့ပေါ့နော်ပင်တော်ချာကိုတွားပြီးမှဒီအလောင်းပြောင်းတာမျိုးမလုပ်ကြပါနဲ့ဆေးဆူတာမျိုးမလုပ်ကြပါနဲ့ပေါ့နော်အနိုင်ကျင့်တာမျိုးမလုပ်ကြပါနဲ့ဆိုမှကျွန်တော်ကတော့ဒီကနေပဲတောင်းဆိုတောင်းဆိုဆစ်ချင်ပါတယ်နော်ကူ တဘိုးချတဲ့ fighter ကိုတဘိုးချတာကောင်းပါတယ်။ကိုတဘိုးချတဲ့ fighter ကိုအားပေးတာကောင်းပါတယ်။ဒါမဲ့ပြန်ဖက်တစ်ဖက်သားကိုတော့တွားပြီးမှလောင်တာမျိုးနော်နှိမ့်ချတာမျိုးဘာမှမလို့ကြပါနဲ့ဆိုပါတော့ကျွန်တော်ကတောင်းဆိုချင်ပါတယ်။ဆိုတော့ Joshua Van ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့လုံးဝတမိုင်းအတိတီထွင်နေတဲ့လူငယ်လူငယ်လေးတယောက်ဖြစ်လာတယ်ပေါ့နော်။သူက UFC မှာဒုတိယမြောက်အသက်ငယ်ဆုံး လူငယ်ဖြစ်တယ်ပေါ့ UFC တမိုင်းတစ်လျှောက်မှာပထမကတော့ John John ဖြစ်တယ်ပေါ့အဲ့ဒီ John John က heavy weight အကစားသမားပေါ့အဲ့ဒီ John John ကသူလေအသက်23 24နှစ်ရွယ်လုံးက John John ကအသက်20နှစ်အသက်20နှစ်နှစ်တုန်းက UFC တမိုင်းမှာကမ္ဘာ champion ဖြစ်ခဲ့ဖူးရဲ့အခုက Joshua Van ကဒုတိယဒုတိယအသက်ငယ်ဆုံးပေါ့ UFC တမိုင်းမှာ တမိုင်းအတိရဲလို့ဖြစ်လာတယ်ပေါ့ပြီးတော့ကျွန်တော်အေရှာမှာအေရှာမှာလေဂျိုဆော့ဗန်ကလုံးဝပထမဦးဆုံးသော UFC ချန်ပီယံတယောက်ဖြစ်လာတယ်အေရှာကိုလေသူကကူစားပြုနေတယ်မြန်မာကိုလေကူစားပြုနေတယ်ကဘာတော်မှာအသက်ငယ်ဆုံးဖြစ်နေတယ်ဆိုတော့ဂျိုဆော့ဗန်ကဒီတစ်ခါတော်တော်များများသူကတော့တမိုင်းတီထွန်းတမိုင်းရဲတော့များပါတယ်ချီချူးစရာကောင်းပါတယ်ပေါ့နော်ကဲဘွာတို့ရေဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့ ပေါ့ကတ်လေးကိုအရင်နားပြစေပေါ့နော်ဖန်တော်ဂျာကဘာပြောခဲ့လဲစူရာလေးကိုပဲဘရစ်သက်ကိုအတိလာပေးချင်ုံတသက်ပါအခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးအားပေးရမယ့်ဆိုရင်အလုံးပေါ်မှာအရင်ကျေးဇူးတင်တယ်ကျွန်တော်ရဲ့ပေါ့ကတ်လေးကိုသဘောကျတယ်ဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်တာအားပေးလို့ရပါတယ်အခုလိုမျိုး subscribe ပေးတာကျွန်တော်အတွက်ခွန်အားဖြစ်စေတယ်ဗီဒီယိုတစ်တူများကြည့်တင်ချင်တဲ့ဆက်တွေရှိတယ်များသောအားဖြင့်တော့ကျွန်တော်ကတော့နိုင်ငံတကာတည်င်းတွင်နဲ့ပဲဘ ഹു ဒူရတွင်နဲ့ပဲပတ်သက်ပြီးမှပြောလဲပြောထားရှိပါတယ်အားကစားနဲ့နော် ဒီ MMA နဲ့ပတ်သက်ပြီးမှပြောတာမျိုးတိတ်မရှိပါဘူး။ဒါပေမဲ့အခုကအချိန်ကခါဖြစ်နေလို့တာဂျိုဆာဘန်တို့ UFE ကိစ္စတို့ကိုကျွန်တော်ကပြောတော့တာဖြစ်ပါတယ်။များတော့ဖြစ်တော့ကပတ်တည်င်းတွေကိုပဲကျွန်တော်ကတင်ဆက်တဲ့လူတစ်ယောက်ပါပေါ့နော်။ Thank you so much for watching. A beautiful people. I love you guys. Take care. God bless.